အားလုံးမင်္ဂလာပါခင်ဗျာဒီဗီဒီယိုကိုရိုက်နေတဲ့အချိန်ကအနှစ်ဆန်းတရက်နေ့မှာရိုက်နေတာဖြစ်ပါတယ်ခင်ဗျာအနှစ်ဆန်းတရက်နေ့ကိုရောက်ပြီဆိုတော့ကျွန်တော်မြန်မာတက္ကသိုလ်ကပြောင်းသွားပြီ1386ကနေ1389ခွန်ကိုကူးပြောင်းသွားပြီဖြစ်ပါတယ်ခင်ဗျာ1389ခွန်ကိုကျွန်တော်တို့ကခွန်နဲ့စားကြည့်လိုက်မယ်ဆိုလို့ရှိရင်အကျွင်းတစ်ကျွန်းတာဖြစ်ပါတယ်အကျွင်းတစ်ကျွန်းနဲ့ဆိုရင်မဟာဗုဒ္ဓရဲ့သဘောတရားရာကြည့်လိုက်မယ်ဆိုရင်အောက်လန်ဒူစစ်သူကြီးပွဲဆိုတဲ့အတိုင်းဖြစ်တဲ့အတွက်ကြောင့် ဂျာတာရီနိုင်ကြီးအထိတ်ဆုံးမှရောက်နေရဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ဒီ1389ခုနှစ်ကာလာအပိုင်းခြားအနေနဲ့ကဂျာတာဝိသသမီးတွေရွှေထီးဆောင်မယ်နှစ်လို့သတ်မှတ်ရတာဖြစ်ပါတယ်။ဂျာတာဝိသသမီးတွေကောင်းကျိုးပေးလာမယ်ဂျာတာဝိသသမီးတွေတိုးတက်လာမယ်ဂျာတာဝိသသမီးတွေအောင်မြင်လာမယ်ဂျာတာဝိသသမီးတွေအနေနဲ့ဒီ ခုနှစ်ခုနှစ်ပေါ့နော်ဒီ2025ဒါနှစ်အလေလောက်ကနေစပြီးမှနှစ်အကုန်ပိုင်းဘက်ကရောက်ရှိသွားတယ်ဆိုရဲအတိုင်းတာမျိုးတွေမှာကောင်းမွန်တဲ့အရာတွေအကူမျော်လင့်ထားတဲ့ကိစ္စတွေကိုဖြစ်ချင်နေတဲ့အရာတွေကိုလှုပ်ချင်နေတဲ့အရာတွေဖြစ်ခွင့်ရလာမယ်ကိုစူးစမ်းနေတဲ့အရာတွေဆိုရဲအကောင့်ထဲပေါ်လာမယ်စသဖြင့်ဒီလိုမျိုးတွေတတ်မှတ်လို့ရတဲ့အထက်မှာပါလာတယ်ပေါ့အဲ့တော့ကြောင့်ကြာသာပေးသသမီးတွေအနေနဲ့ကဒီလေးလပိုင်းကနေစပြီးတော့ဒီလေးလပိုင်းဒီအခုဒီဟိုပါပေါ့ အဲတကြံပြီးသွားတဲ့အချိန်နောက်ပိုင်းကနေစပြီးတော့သူကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့သူကကောင်းမွန်တဲ့အပိုင်ကိုရောက်ရှိလာခဲ့ပါအဲကျွန်တော်ခုပြောနေတာကဒီဂျာတာဟိုဟာ2020နဲ့2025အတွက်ဟိုတနစ်စာဟောသတိရေလို့မဟုတ်ဘူးအဲသူကဂျာတာပြည်သားသမီးတွေနဲ့ဆက်ဆက်ပြီးတော့မှာပါနော်သူကလုံးဝကောင်းမွန်လာမယ်ဆိုတဲ့သဘောတရားအကြောင်းကိုမိတ်ဆွေတို့ကျွန်တော်ရှင်းပြချင်တာပြောပြချင်တာပါနော်အဲအကြောင်းလို့ကျွန်တော်ပြောပြနော်ဆိုတော့လေးလပိုင်းအဲဒီတကြံပြီးနောက်ပိုင်းကနေစပြီးတော့မှာဂျာတာပြည်သားသမီးတွေကကောင်းမွန်တဲ့ဘက်ကိုတဖြည်းဖြည်းနဲ့ရောက်သွားတယ် ဂျိုးဝင်မှကြရင်တော့ तू อ่ะအနည်းဆုံး3လလောက်ချားတယ်အဲ့အတွက်ကြောင့် तू อ่ะဒီ၄လပိုင်းကစပြီးတော့ဟိုကောင်းတာဖြစ်တဲ့အတွက်ကြောင့် तू อ่ะ3လလောက်ချားတယ်ဆိုတဲ့အတိုင်းဒါမှ၄လကို3လထပ်ပေါင်းရင်9လပိုင်းရတာပေါ့ဗျာ9 6 9ဆိုတော့9လပိုင်းလောက်ဆိုရင်တီ तू อ่ะတီးတာထူးခြားခြားမျိုးကောင်းမွန်သွားပြီဆိုတဲ့သဘောတည်းရှိတာပေါ့နော်အဲ့တော့ဂျာတာဝေးသားသမီးတွေရဲ့အလောက်ကန်နေစာရီမှာပြောရမယ်အာအလောက်ကန်စိတ်ပိုင်းဆိုင်ရာလေးနည်းနည်းလေးစပြပါမယ်နော်ဂျာတာဝေးသားသမီးတွေအနေနဲ့ကကျွန်တော်ဘယ်လိုမျိုးဖြစ်ပလာမလဲဆိုတော့ အစိုးရအကုန်ပြီးပြီဆိုတဲ့သဘောတရားမျိုးဖြစ်သွားမှာအစိုးရအကုန်ပြီးပြီဘာမှငါမှငါမှကွာအဲဘာမှကိုထပ်ဆိုးဖို့မရှိတော့ဘူးအဲ့တော့ကြောင့်စိုးစရာလည်းဘာမှမရှိတော့ကုန်းနေပြီကောင်းလာဖို့ပဲကြံတော့တယ်အဲအဲ့လိုမျိုးတတ်မှတ်လို့ရတဲ့ကာလာမျိုးကိုဂျာရဝေးသားသမီးတွေကရောက်ရှိသွားမှာဖြစ်ပါတယ်ဆိုတော့စိုးရရာတွေကများနေခဲ့ပြီဗျတဲ့မလားအရင်တော့ဟိုအရန်ကိုခက်ခဲနေတဲ့ချိန်ကာလာတွေပင်ပန်းနေတဲ့ချိန်ကာလာတွေစိတ်ပန်းလူပန်းဖြစ်နေတဲ့ကာလာတွေများနေခဲ့ပြီဘယ်တော့မှကောင်းအောင်မကောင်းအဲဒါပေမဲ့ ဒီလေးလပိုင်းနောက်ပိုင်းလေးစာရင်မှာတော့တဖြည်းဖြည်းနဲ့ကြာသာဝေးသားသမီးတွေကကောင်းမွန်လာမှာဖြစ်တယ်လို့စိတ်ပိုင်းဆိုင်ရာအရာတော့သူကနည်းနည်းလေး emotion အရာဟိုတိုးတက်လာမယ်ဆိုတဲ့သဘောတရားမှသွားတယ် အဲလောက်ချင်းကရင်သေးလေးတွေဟိုဟာဖြစ်လာမယ်အဲပြီးတော့ငါငါကုတ်ငါအဲနှစ်တိတ်ကနေဆိုင်မှာငါကုတ်ငါကုတ်ငါပြောင်းလဲပြီးတော့မှငါနေတော့မယ်အဲစသဖြင့်ပေါ့ဗျာစိတ်ပိုင်းဆိုင်ရာမှာတက်ကြွမှုလေးဒီအဲရောက်ရှိလာမယ်ဆိုတော့သဘောတရားလေးဖြစ်တာအဲ့တော့ကြာလာပြီးသားမီးတော်တော်များများလေးလပိုင်းကနေစပြီးတော့မှကိုယ့်ရဲ့ပုံစံလေးကနည်းနည်းလေးပြောင်းလဲသွားရတယ်ဥမာအရင်ကဆိုကိုက10နာရီ17လောက်မှအိပ်ရထားတယ်ဆိုဒီတကြံမီးနောက်ပိုင်းနေမှာအဲ့လိုမဟုတ်တော့မနေ့ဆိုလက်စောစောလေးထားတယ် ငါဘာလို့လုပ်ရင်ကောင်းမလဲငါအခုလုပ်နေတဲ့အရာတွေအတွက်ငါဘာလို့ကြိုတင်ပြင်ဆင်ရမလဲအဲစသဖြင့်ကိုယ့်ရဲ့လာမယ့်အနာဂတ်တွေနဲ့ပတ်သက်လို့မှာပါကြိုတင်ကြံစီမိတဲ့အခိုက်အတန့်မျိုးလေးတွေကြိုတင်တွေးတောနေမိတဲ့တဲ့ဆိုရင်အခိုက်အတန့်မျိုးလေးတွေများသောအားဖြင့်တော့ကြုံလာရမှာဖြစ်ပါတယ်အဲဒီတော့ကြောင့်စိတ်ပိုင်းဆိုင်ရာအရာကဂျာတာဝေးသားသမီးတွေတိုးတက်လာမယ်အားကောင်းလာမယ်ကိုယ့်ရဲ့စိတ်ပတ်ဓာတ်ခွန်အားလေးတွေအပြည့်အဝနဲ့ ကိုဖြစ်ရှင်နေတဲ့အရာလေးတွေကိုခြေလမ်းလေးစပြီးတော့မှအဲလှမ်းလိုက်တော့မယ်ဆိုတော့အနေထားမျိုးကိုရောက်ရှိသွားတာဖြစ်ပါတယ်အဲဒီတော့ဂျာလာပေးသားမိတွေကောင်းမွန်တဲ့ဘက်မှာရှိပါတယ်အာလေးလာပိုင်းကစပြီးမှတဖြည်းဖြည်းလေးနဲ့ကောင်းမွန်တဲ့ဘက်ကိုရောက်ရှိလာပြီးတော့ကိုယ်စိတ်ပိုင်းဆိုင်ရာအရာလေးပြန်လည်အဆင်ပြေကောင်းမွန်လာမယ်လို့သတ်မှတ်ရတာဖြစ်ပါတယ်ကောင်းတာတွေနဲ့အညီဆိုးတာတွေကလည်းကပ်ပြီးတော့နည်းနည်းလေးပါလာတယ်နော်ဆိုတော့ဆိုးတဲ့အချက်လေးတွေပဲပြအောင်အဲ့ဒါဘာလဲဆိုတော့မိသားစုနဲ့ပတ်သက်တာဆိုတော့ဂျာတာပရိသတ်သမီးတွေအနေနဲ့ကအဲစိတ်ပိုင်းဆိုင်ရာရောအဲကိုယ့်ရဲ့ဒီ ဒီရုပ်ပိုင်းဆိုင်ရာအရာရောအဲကိုယ့်ရဲ့ကက်ဂျမအရာရောဟိုဒီလေးလပိုင်းလေးလပိုင်းလားဒီစာကြီးမှာတဖြည်းဖြည်းနဲ့ပြန်ကောင်းသွားတယ်ဒါပေမဲ့ပတ်ဝန်းကျင်မှာကြာရင်မကောင်းအထူးသဖြင့်အဖေမေနဲ့ပတ်သက်တဲ့ကိစ္စမိသားစုအကြားပြဿနာများတဲ့အဖေမေနဲ့ပတ်သက်ပြီးတော့မှရံဖြစ်တာစကားများတာပြောရဆိုရခက်ခဲတာကိုယ့်ရဲ့အိမ်ကဖြစ်ရှိနေတဲ့အရာနဲ့ကိုလုံးချင်တဲ့အရာနဲ့လွဲချော်နေတဲ့တဲ့ဆိုတဲ့အနေထားမျိုးတွေမှာဂျာတာဝိသားသမီးတွေအနေနဲ့က အဲနည်းနည်းလေးပေါ့နော်အဲမိသားစုပြဿနာလေးတွေကတော့ကဆလေးတွေဖြစ်တတ်တယ်ဆိုတဲ့သဘောတရားလေးပါပါတယ်အဲလိုကြောင့်ဒီအဖေမင်းကြီးကိုမောင်နှမကြီးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့သတိထားပေးရမှာဖြစ်ပါတယ်ဂျာလာဝေးသားသမီးသတိထားပေးရမှာဖြစ်ပါတယ်အဓိကတော့မိသားစုရေးရပေါ့ဗျာဒါဒီဗီဒီယိုကြည့်နေတဲ့ဂျာလာဝေးသားသမီးကအသက်ကြီးတဲ့သူဖြစ်နေမယ်ဆိုလဲဒါကိုယ့်ရဲ့ဒီတသားရေးသမီးရေးကိစ္စအဲဟိုသားဟိုသားကဘာဖြစ်လို့ပူပန်ရတယ်ဒီသားကဘာဖြစ်လို့ပူပန်ရတယ်နော်အဲ့လိုမျိုးပေါ့နော်ပြောချင်းတဲ့သဘောတရားလေဒီတာရေးသမီးကိစ္စလေးတွေဒါမှမဟုတ်ဒီကိုယ့်ပတ်ဝန်းကျင်မိသားစုနဲ့ ဆက်ဆက်တဲ့ကိစ္စလေးတွေဒါတတိထားပေးရမှာဖြစ်ပါတယ်နော်ဒါလေးကတတိထားမယ့်အချက်လေးပဲဒါလေးတတိထားပေးရမယ်ဟုတ်ပြီနော်โอเคဆိုတော့အလုတ်ကင်ပိုင်းနဲ့ပတ်သက်လာလေးကြည့်သူကအလုတ်ကင်နဲ့ပတ်သက်တဲ့ကံကြမ္မာကျတော့သူကဟိုမကောင်းမှုတော့မဟုတ်ဘူးပေါ့နော်ကောင်းတော့ကောင်းတယ်ဒါပေမဲ့အပြောင်းလဲမရှိဘူးအပြောင်းလဲမရှိဘူးဖြစ်တဲ့အတွက်ကြောင့်ကြာလာပြီးသားသမီးတွေအနေနဲ့ကအဲတကြံတော့ပြီးပြီငါလှုပ်ပြောင်းရင် ကောင်းမလားပေါ့နော်အဲအဲ့လိုမျိုးစဉ်းစားနေတဲ့ အဲကြာလာပြီသတိမိဒီအနည်းငယ်ကအလုံးမပြောင်းသေးပါနဲ့ဦးပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်အနည်းငယ်ပြောရမှာဖြစ်ပါတယ်နားလေလုံးအောင်လေးပဲပြောမယ်ဆိုလို့ရှိရင်တော့ကြာလာပြီသတိမိဒီလက်တလောကာလာအတွဲဒီလီလာပိုင်းကာလာပဲ6လပိုင်းဆိုတဲ့ကာလာအတွဲမှာအလုတ်ကင်ပြောင်းဖို့တော့တို့အဲငါရာဟုတွေးလို့ရင်ကောင်းမလားအဲလုပ်ငန်းလေးတစ်ခုအပြောင်းလဲလေးလို့ရင်ကောင်းမလားစသဖြင့်တွေးတော့တာမျိုးတွေပါမလုပ်ပါနဲ့ဟုတ်လက်ရှိရှိရင်းသွဲကိုလုပ်နေတဲ့လုပ်ငန်းလေးမှာပဲပုံမှန်လေးပဲဆက်ပြီးတော့လုပ်သွားပါအောင် ကိုခုလက်ရှိအလုတ်ကင်နဲ့ပတ်သက်လို့စီစဉ်နေတာလေးတွေကိုပဲပုံမှန်လေးပဲဆက်လုပ်သွားပါအောင်အလုတ်အပြောင်းလဲတွေပါမလုံးနဲ့လုပ်ငန်းတွေပါတိုးချဲ့တာမျိုးတွေလုပ်ငန်းတစ်ခုခုပေါ့နော်ဖြူပြင်ပြောင်းလဲတာမျိုးလေးတွေဒီ၄လပိုင်း၅လပိုင်း၆လပိုင်းလောက်မှမလုပ်ပါနဲ့ရောဘယ်အချိန်ကျရင်လုပ်လို့ရမလဲဆို8လပိုင်းလောက်ဆိုလုပ်လို့ရပြီအဲ့တော့ကျွန်တော်ကြာလာပြီးသားသမီးအနေနဲ့ကအလုတ်ပြောင်းမှုရွှေဖို့လုံနေရထိုင်ခဲ့အပြောင်းရွှေအပြောင်းလဲလုပ်ငန်းကိုင်ပိုင်းနဲ့ပတ်သက်လို့ကိုကတစ်ခုခုပေါ့နော်အင်းနှစ်တစ်ကိုပြန်ဆပြီးဆိုတော့လုပ်တွေဥမာရင်းနှီးလိုက်မယ်အလုတ်တွေရှေ့ရထည့်လိုက်မယ်အလုတ်တွေတစ်ခုခုကိုကစူးသားလိုက်မယ် ဲ့လိုမျိုးအရာတွေအနေနဲ့က9လပိုင်းလောက်ဆိုရင်တော့လုံးဝအပီပြင်ကောင်းတယ်အပီပြင်ချဲလို့ကောင်းတယ်လန်ရော့တွေမှာတော့မိတ်ဆွေတို့မကောင်းသေးဘူးပေါ့နော်အဲ့လိုမျိုးလေးဒါတတိထားမယ်အချက်လေးဖြစ်ပါတယ်ဒါပေမဲ့ तू ကစိုးတယ်လို့ပြောရမဟုတ်ဘူးနော်အဲ့ဒါလေးတတိထားလို့ပဲပြောရအောင်နော်တော်နေကြကြရပါသမီးတွေကံကောင်းတယ်လို့ပြောပြီးတော့ဟိုဟာမလုံးနဲ့ဟိုနေကြီးပဲပြောနေလို့ဖြစ်မှာဆိုလို့ကျွန်တော်ဆိုလို့ချင်းတော့နားလေလားလက်တတော်လေးတွင်ဒီ၄လပိုင်း၅လပိုင်း၆လပိုင်းလေးတွင်နည်းနည်းလေးခဏလေးခဏလေးခဏလေးနေအဲအဲ့လိုပုံစံမျိုးเนาะအဲခဏလေးခဏလေးမလုံးနဲ့ ခွန်လာပိုင်းရှစ်လခွန်လာပိုင်းရှစ်လပိုင်းအဲ့ဝင်းကြီးလောက်မှာလောက်အဲ့လိုသဘောတရားမျိုးဆိုလို့ကျင်တာကျွန်တော်ပြောသဘောလားပူကောင်းတယ်ပူအဆင်ပြေဒါကိုပြောကျင်တာနော်အဲ့လိုသဘောတရားဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုကအလောက်ကန်တဲ့ပတ်သက်တာဘာရှိမလဲအလောက်ရှာနေတာမျိုးတွေအဲဒါမျိုးတွေဆိုလို့ရှိရင်လည်းအလောက်ရလာနိုင်ခြင်းရှိတယ်အလောက်တွေကိုကတခုခုပေါ့နော်ကိုကအလောက်တွေစူးစမ်းရမယ်တခုခုကိစ္စစီစဉ်ရမယ်လုပ်ငန်းပိုင်းမှာကိုကကြီးကြီးမားမား အပြောင်းလဲတစ်ခုခုအဲကိုကစီစဉ်ရမယ့်အရာမျိုးတွေဒါတွေလဲတော့နေသူတော့ကောင်းကျိုးပေးရပို့ရောက်ပါအဲ့တော့ကြာရပေးတသမိအနေနဲ့ကလောက်ကိုင်းနဲ့ပတ်သက်တာတော့မြတ်တော်အဖြစ်ဒီနှစ်နှစ်အကုန်ပိုင်းကိုရောက်လေလေပိုကောင်းလေလေတတ်မှတ်ရမှာဖြစ်ပြီးတော့အလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စအဝဝလေးတွေပြန်လဲအစဉ်ပြေအောင်မြင်လာမှာဖြစ်ပါတယ်အလောက်ကိုင်းနဲ့ပတ်သက်လို့ကကြာတော့သူက ဒီများသောအဖြစ်တော့ဒီကြာတာရိသသမီးတွေကကိုပိုင်လုပ်ငန်းတွေနဲ့ကြိုက်တာလေအဲကိုပိုင်လုပ်ငန်းတွေနဲ့ကြိုက်တာဆိုတော့ဒီကိုပိုင်လုပ်ငန်းလုပ်တဲ့မိတ်ဆွေတွေနေနေကပိုးအဆင်ပြေအဲဆိုတော့ကိုကကြာတာရိသသမီးနဲ့ဖြစ်တယ်ကိုပိုင်လုပ်ငန်းလေးတစ်ခုစလုံးမလို့ဆရာကြီးအဲနှစ်ကုန်လောက်မှလုံလုံအဆင်ပြေခွန်လာမရှိလာမယ်လုံလုံအလုပ်လုပ်ရအဆင်ပြေနော်ဆရာကြီးကျမကိုပိုင်လုပ်ငန်းလေးလုပ်နေတာကြာတာရိသသမီးโอเคမလုပ်ငန်းလေးတိုးချဲ့တော့မလုပ်ငန်းလေးအခုသိအဆင်မပြေဘူးမလားခဏလေးအမနှိမ်ခဏလေးအမငြိမ်နေလိုက်နော်နည်းနည်းလေးပဲခဏလေးပဲခဏလေးပဲအဲလေးလာမယ်ငါးလာမယ်တော့လေးပဲခဏလေးပဲနော်ပြည်ပြည်ပြန်ချိုးသားတော့အမအဆင်ပြေလာပါ နော်အဲ့လိုသဘောတရားမျိုးလေးတက်ရောက်တဖြစ်ပါတယ်။များသောဖြင့်တော့ကိုပိုင်လုပ်ငန်းလုပ်ကင်နေမိတ်ဆွေတွေပုံမူပြီးတော့မှတိုးတက်လာမယ်ကာလာတစ်ခုလို့အသတ်မှတ်ရတာဖြစ်ပါတယ်ခင်ဗျ။အဲ့တော့ကငွေကြေးပိုင်းပါနော်။ငွေကြေးပိုင်းကကျွန်တော်တို့ကနည်းနည်းလေးပြောရတာခက်တယ်။အဲ့တော့အဆင်မပြေဘူးမဟုတ်ပြေတယ်။အဲတို့ကလုံလောက်တဲ့ဟာမျိုးမဟုတ်တာပါနော်။ဥပမာကိုကငါဒီလောက်ကိုငါပတ်ဆက်ဆယ်သိန်းရမယ်လို့မှန်းထားတယ်။တို့၈သိန်းလောက်ဖြစ်နေတယ်။ကျွန်တော်ဆိုလိုရင်သဘောလားပတ်ဆက်ဝင်တော့ဝင်တယ်။အစင်းလဲတော့လည်းသူတို့ပြေးတယ်။ဒါပေမဲ့ ဲဘယ်လိုရမလဲကိုယ့်ရဲ့စိတ်ကဗျာအဲအရင်ကလိုမဟုတ် တော့သလိုမျိုးခံစားမိတဲ့ခိုက်တံပေါ့ငါအရင်တော့ဆိုလို့ရှိရင်လှုပ်တိလှုပ်တော့ဘလောက်တိစင်ပြေတော့အရင်တော့ဆိုငါတလောက်ကို10သိန်းလောက်ဝင်တာအခုဒီဒီတတော်တွင်းမှာမှာကွာ9သိန်း10သိန်းပဲရတော့တယ်အဲအဲ့လိုမျိုးပေါ့နော်အဓိကတော့ကိုယ့်ရဲ့စိတ်ကဗျာ အဲဘယ်လိုရမလဲမခံစားနိုင်တာဗောနော်ကိုအမြဲတစေရနေတဲ့အရာကိုခဏအတိုင်းတာတစ်ခုလောက်မရသွားလိုက်တော့နည်းနည်းလေးစိတ်ထဲမှာဘုံဝင်မကြတာဗောနော်အားလုံးမျိုးကိစ္စမျိုးပါဒါမဲ့ငွေကြေးကန်လည်းတော်တယ်သူတို့ကောင်းပါတယ်အဲဒီတော့ကြောင့်ငွေကြေးပိုင်းဆိုင်ရာနဲ့ဆက်ဆက်လို့ပါလေဂျာတာပရိသသမီးတော်တော်များများကောင်းမွန်တဲ့ဘက်ကိုရောက်ရှိလာမယ်လို့သတ်မှတ်ရတာဖြစ်ပါတယ်ဂျာတာပရိသသမီးတော်တော်များများငွေကြေးကန်ကောင်းမွန်လာမှာဖြစ်တဲ့အတွက်အငွေကြီးဒီခြေတန်းငါထားတဲ့ငွေလေးတွေသုံးဖို့ရရရှိရလေးတွေဒါငွေကြီးနဲ့ပတ်သက်လို့ပေါ့နော်ကိုကငွေဝင်ဖို့အတွက်စူးစမ်းရမယ်ဆိုရယ်ကိစ္စမျိုးလေးတွေ ်ပြန်လဲပြီးတော့မှအဆင်ပြေကောင်းမွန်ငွေဝူကြီးနဲ့ပတ်သက်လို့ဝင်လာမှဖြစ်တယ်လို့ပြောမှဖြစ်ပါတယ်ငွေကြီးကလည်းကောင်းတဲ့ဘက်ကိုရောက်လာတယ်ပေါ့နော်အလောက်ကိုင်းတဲ့ငွေကြီးနဲ့ပြီးပြီဆိုမိတ်ဆွေတို့အရေးကြီးဆုံးကမိတ်ဆွေတို့အချစ်ရေးနဲ့ပတ်သက်တာအရေးကြီးဆုံးဂျာလာဘေးသားသမီးတွေအချစ်ရေးနဲ့ပတ်သက်ရင်ကျတော့သူထူးသန်းနေပြသူကရတာမလို့လိုတာမရဖြစ်နေကိုကကိုကအချစ်ရေးနဲ့ပတ်သက်လို့ကိုအရန်ကိုပေါ့နော်အဲသဘောကျတဲ့သူရှိတယ်ဆိုလို့ရှိရင်မရဘူး ဲ့မဲ့ကိုသဘောမကျတော့ဘူးဆိုလို့ရှိရင်ကျတော့ရရပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့ဂျာတာဝိသသမီးတွေကဒီတကြံမီးသွားတဲ့အခါမျိုးမှာပေါ့နော်ဒီ2025အဲဒါဒီဒီဒီနှစ်ဒီနှစ်တာအတော့တာအတွင်းနေထဲမှာအချင်းနဲ့ပတ်သက်ရင်သူကရတာမလို့လိုတာမရပဲဘုံရင်မကြောက်ကိုယ့်ချစ်သူရည်သားရှိထားရဆိုလေကိုယ့်ရဲ့ချစ်သူရည်သားရဲ့လောက်ရက်တွေကိုယ့်ရဲ့ချစ်သူရည်သားရဲ့ပြောရဲဆိုတဲ့ပုံစံတွေကိုယ့်ရဲ့ချစ်သူရည်သားရဲ့လောက်ရက်တွေအပေါ်မှာဘုံရင်မကြောက်ငါအဲငါကငါဖြစ်စေခြင်းတဲ့အတိုင်းနေရမဖြစ်နေဘူး အဲလိုပုံစံမျိုးတွေများသွားဖြစ်ချုံရတတ်တာပေါ့။အဲဒီရောက်ဂျာတာဝိသမီအနေနဲ့ကဒီအချစ်ရေးပိုင်းနဲ့ဆိုင်ရာနဲ့ပတ်သက်လို့ပါဒီလူငယ်လူရွယ်တွေအကြားမှာချစ်သူကြီးသားတွေအကြားအနည်းနဲ့များတော့အဲ့လိုမျိုးဘဝင်မကြပြီးတော့မှဖလိုင်းကြီးပြဿနာရှာခံရတာမျိုးတွေပါယူချုံရတတ်တယ်။ဂျာတာဝိသယောက်ျားလေးတွေဆိုတော့ပိုကြီးမသိတာလေးဟိုဟာပိုကြီးမသိတာလေးပဲပေါ့နော်အဲ့လိုမျိုးအခုကိုယ့်ရဲ့ချစ်သူကြီးသားကဂျာတာဝိဖြစ်နေတယ်ဆိုလို့ရှင်ပိုကြီးမသိတာလေးပဲပလိန်ကြီးပြဿနာရှာခံရတာအဲ့လိုပုံစံမျိုးပေါ့နော်ဂျာတာဝိရှင်းရှင်းတွေ့ရင်လည်းအဲ့လိုပါပဲ။ အတောင်းလို့ရှိရင်အဲ့လိုကြာတာပြသားသမီးတွေအဲ့လိုခံစားရတာဗျာကိုကကြာတာပြသားသမီးဖြစ်နေလို့ရှိရင်အဲ့လိုမျိုးပေါ့ပလိန်ကြီးပေါ့နော်ဟိုပလိန်ကြီးအဲ့လိုဆင်မပြေဖြစ်သွားတဲ့ခိုက်တံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးဘာမှလည်းမဟုတ်ဘဲနဲ့ပြဿနာကြီးပြည့်နေရအဲ့လိုမျိုးအဖြစ်ပြက်အခိုက်တံမျိုးကြုံရတာဖြစ်ပါတယ်အဲ့ဒါကြောင့်အခြေအနေပတ်သက်တာမကောင်းလို့မဟုတ်ဘူးသူကနည်းနည်းလေးဘဝင်မကြဘူးကိုအနာမှရှိနေတဲ့လူကိုအနာကိုရောက်နေတဲ့လူအပေါ်မှာကိုအနေနဲ့အဲစိတ်ပိုင်းဆိုင်ရာအဆင်မပြေဘူးဆိုတဲ့အခိုက်တံမျိုးပေါ့နော်နင်းကငါဖြစ်နေတဲ့ပုံစံဘာလို့မဖြစ်တာတော့ ။အနည်းငါငါပြောတဲ့တိုင်ကိုနင်ကမလုံနေဘူး။အဲ့လိုမျိုးပေါ့နော်။အဲ့လိုမျိုးလေးတွေဖြစ်တတ်တဲ့သဘောတရားဖြစ်ပါတယ်။နင်ကအရင်တော့ဆိုလို့ရှိရင်နင်ရင်တော့အဲ့လိုပုံစံမျိုးမဟုတ်ဘူးလေ။နင်ရင်တော့ငါ့ကိုစာရင်မြဲနေဖို့အဲငါနဲ့အမြဲတမ်းဖုန်းနေပြောနင်ခုကြောင့်ဘာလို့လူဖြစ်သွားတာလဲ။ဟမ်အဲ့လိုမျိုးဖြစ်မိရတတ်တဲ့အခိုက်အတန့်မျိုးလေးတွေကျုံတွေ့လာတာဖြစ်ပါတယ်ဆိုတော့မြစ်တာကြီးကနည်းနည်းဖဝေမကြတရားလေးတော့မရဘူးဒါပေမဲ့အစင်မပြူးလို့မဟုတ်ပါဘူးပြည့်ပြည့်ပါနော်ကြာဝေးသားသမီးတွေအနေနဲ့ကသတိထားမယ်နေနေလို့ပြောပါဆိုလို့ရှင်သူတနင်းငွေတနင်းလာ ဗုဒ္ဓဟူတည်နေတဲ့လူတတိထားမှာဖြစ်ပါတယ်။ကြာလာဝေးသားသမီးဒီဗီယိုကိုကြည့်နေတဲ့ချစ်သူရီးသားအိမ်အောင်ဘတ်လည်းရှိထားတယ်။ကိုယ့်ရဲ့အိမ်အောင်ဘတ်သို့မဟုတ်ချစ်သူရီးသားအနေနဲ့ကတနင်းကနေတနင်းလာဗုဒ္ဓဟူဖြစ်နေမယ်ဆိုရင်အိမ်အောင်ရေးမြစ်တာရေးမှာတတိထားပေးရမှာဖြစ်ပါတယ်။အိုကေဝေးအဆင်မပြေတော့ကျွန်တော်ဒီမှာရေတရလာပြီးတော့အဲ့လိုရပါတယ်။ဒါတော့ကြောင်ညာဝင်တာဖြစ်ပါတယ်ခင်ဗျာ။ โอเคပါဆိုတော့မြစ်တိုင်းနဲ့ပတ်သက်တဲ့ gain ရှင်တွေကအဲအတွက်နဲ့သူတော့ကောင်းပါလေပေါ့အဆင်ပြေပါလေပေါ့เนาะချစ်တူရီတာမရှိတဲ့သူတွေကတော့သူချစ်တူရီတာရမယ်ကာလာတခုလို့တတ်မှတ်လို့ပြရတယ်ကိုအနာကိုကိုနဲ့အဆင်ပြေမဲ့လူကိုနဲ့ကိုက်ညီမှုရှိမဲ့လူကိုအပေါ်မှာကောင်းပေးမဲ့လူတွေ့လာနိုင်တယ်ဆိုတဲ့သဘောတရားရောက်ရှိလာလာဖြစ်ပါတယ်ဂျာလာဝေးသားသမီးအသက်လေးကလည်း30နှစ်လေးလေးကျော်လာပြီဆိုရင်တော့အိမ်အောင်ပြုဖို့အတွက်လေးလေးနည်းနည်းစဉ်းစားနေတဲ့သူတွေရှိမယ်ဆိုရင်လည်းအဆင်ပြေလာနိုင်တယ်လို့တတ်မှတ်ရတာဖြစ်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ချစ်သူရီးသားက နော်တနင်္ဂနွေတနင်္လာပုံတဟူဒီနေ့နဲ့နေဖြစ်နေနော်နည်းနည်းတော့တတိထားဖို့လိုအပ်မှာဖြစ်ပါတယ်စင်မပီယာမျိုးလေးတွေများသောအားဖြင့်ဖြစ်တတ်ပါတယ်ခမရပါနော်အဲ့ဒါလေးတတိထားပေးရမှာပါအဲ့နောက်တစ်ခါကျွန်တော်တို့ကဘာလဲဆိုတော့ပညာရေးပိုင်းနဲ့ပတ်သက်တာပေါ့နော်ဂျာရာဘေးသားသမီးတွေဒါအခုလက်တော်ကာလာလေးတွေမဖြစ်ဖြစ်ပေါ့နော်ဒုံဟုတ်ကိုရဲ့အိမ်မိသားစုတွေမှာဂျာရာဘေးသမီးစသဖြင့်ပေါ့ဗျာနော်ဆာမော်ရီပိုင်ဖြေရမယ်ဘာညာတာတကအဲဒါတွေအားလုံးကလည်းအဆင်ပြေတယ်ပညာရှင်ဂျာရာဘေးဗျာဂျာရာဘေးသားသမီးတွေရွှေထီးဆောင်မှာပညာရေးကံကောင်းအောင်ကောင်းအောင်မှာအဲ့တော့ရောက်စာဖေးပွဲတွေအင်တာဗျူးတို့အဲဒါစသဖြင့်ဒါမျိုးကိစ္စလေးတွေမှာ အာအပတ်တကုတ်ကိုကစ조사အားထုတ်နေတဲ့သူတွေများဖြစ်မယ်ဆိုရင်အစင်ပြေအောင်မြင်ချောမွေနိုင်တယ်ဆိုတဲ့အနေထားမှာကိုရီးယားစာမွေးဖြေဖို့လို့ဂျပန်စာမွေးဖြေဖို့လို့နိုင်ငံခြားနဲ့ပတ်သက်တဲ့စာမွေးပွဲအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတို့ဗီဇာဖြေဖို့အတွက်တော့တော်တော်များများကတော့အစင်ပြေတော့မဖြစ်ပါဘူးအဲ့တော့ဂျာရာဗီသားသမီးတော်တော်များများစာမွေးအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စအကောင်းမွန်လာမယ်လို့တတ်မှတ်ရမှာဖြစ်ပါတယ်ကျမ်းမာရေးပိုင်းမှာကျတော့ဂျာရာဗီသားသမီးတွေနည်းနည်းတော့တတိထားမယ်ကာလတစ်ခုပြီလား။ तू က အဲလူတယောက်မှာလေရိုင်းလုံးကြီးကောင်းနေဆိုတာမရှိဘူးတစ်ခုကောင်းရင်တော့တစ်ခုကညံ့တာအဲတချို့ကကျတော့ခြေကောင်းနေအဲငွေကြီးမှာကျညံ့တယ်တချို့ကကျတော့ငွေကြီးနဲ့ပတ်သက်တာအလုပ်ကိုင်းစီးပွားရေးအဆင်ပြေတယ်ခြေမှာကျတော့ထိကျန်အဲအဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့ထို့အတူပါပဲကျန်တဲ့ဘေးသားသမီးအနေနဲ့ကအဲကောင်းမွန်လာတာဖြစ်တဲ့အတွက်ငွေဒီဟိုပါပေါ့ကျမ်းမာရေးဘိုင်းနဲ့ပတ်သက်တော့ကျတော့နည်းနည်းလေးအားနေသွားတာဖြစ်ပါတယ်သူကကျမ်းမာရေးကိုတိတ်ဂီးမဆိုင်မိဘူး ကိုကျမ်းမာရေကိုကတိ give မဆိုင်မိဘောနော်အဲ့လိုမျိုးဖြစ်တတ်တဲ့အခိုက်အတန့်မျိုးဘောနော်ဆိုတော့ဂျာလာရီသမီးတွေကျမ်းမာနေပတ်သက်တာသတိထားဖို့လိုအပ်ပါတယ်ဒါတက်ကြီးရွယ်အိုတွေစသဖြင့်ဘောနော်အသက်30 40 50စသဖြင့်ပေါ့ဗျာအသက်ရွယ်တိုင်းတာတခုရောက်ရှိနေတဲ့ဂျာလာရီသမီးဒီနေ့ကကိုယ့်ကျမ်းမာရေတွေကိုကပြန်စစ်ဆေးဖို့လိုအပ်ပါတယ်နော်အာဘာယောဂါကြီးဖြစ်တဲ့ဘာညာယောဂါကြီးဖြစ်တဲ့ဘာလို့တော့မဟုတ်ဘူးပေါ့ဗျာဒါပေမဲ့ကျမ်းမာရေလေးသတိထားဖို့အဲဒီလိုသဘောတရားလေးကိုဒါဆောက်ရရှောင်ရနေနဲ့ပြပြပေးတာဖြစ်ပါတယ် ဒါကဗျာကျွန်တော်ကဟောကင်းကြီးပြောနေတာမျိုးမဟုတ်ဘူးအဲကျွန်တော်ရဲ့အခုလက်ရှိဒီမှာတွက်ကြည့်ပြီးတော့မှခေါင်းထဲမှာပေါ်တဲ့အရာကိုပလိန်ကြီးထိုင်ပြောနေတာအဲ့လိုမျိုးဆိုတော့တချို့ချက်လေးတွေလိုသွားလေးလည်းရှိကောင်းရှိနိုင်ဒါပေမဲ့အဲကျွန်တော်တတ်နိုင်သလောက်ပေါ့နော်မိတ်ဆွေတို့ကိုနည်းနည်းအဲ့လိုနားလေလေးလွယ်ကူအောင်လို့မလို့ကျွန်တော်အနေနဲ့ဟိုပေါ့ဝပါပုံစံလေးလည်းဖြစ်အောင်ကျွန်တော်တေချာလေးပြန်တေချာလေးရှင်းပြပေးတာပေါ့နော်ဒီဂျာတာရေးနဲ့ပတ်သက်တဲ့ခြားလေးတွေပေါ့နော်ဆိုတော့နောက်ဆုံးအချုပ်အနေနဲ့ပြောရမှာတော့ဂျာတာရေးသားမိတွေကအဲဒီတချံပြီးနောက်ပိုင်းစပြီးတော့မှရွှေထီးဆောင်မဲ့ကာလာဖြစ်တဲ့အတွက် အဲစိတ်ထဲစိတ်ထဲမကြရဘူးကျွန်တော်ပြသမိတယ်စိတ်ကိုမာထားမှရမယ်နော်အဲစိတ်ကိုမာထားမှရမယ်ကိုကိုမှာကိုတယောက်ပဲရှိတယ်ဆိုရင်တော့မှအဲငါမှာငါအဖေမေရှိသေးတယ်နော်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီကတော့ကိုကိုပြန်ပြီးတော့အားတင်းပြီးတော့မှကိုကပြန်ကြိုးစားရမယ်ဆိုရက်အနေထားမျိုးလေးဖြစ်နေတာနော်အဲဒီကြောင့်မလို့ကျွန်တော်ပြသမိအနေနဲ့ကလွန်ခဲ့အတိတ်မှာဘာတွေဘလောက်ပဲဆိုးခဲ့ဆိုးခဲ့လက်ရှိရောက်နေတဲ့ကာလအနေစတင်ပြီးတော့မှလာမယ့်အနာဂတ်အပေါင်းများစွာအတိုင်းအောင်1389ခုနှစ်ဆိုတဲ့အတိုင်းအတာမျိုးတွေမှာကိုအတွက်ခေါင်းမုံမှုတွေများစွာရောက်ရှိလာသည်မှာ ဖြစ်ပါတယ်ခင်ဗျာဒါလေးကိုနားလည်လွယ်အောင်လေးရှင်းပြပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်နာမည်ကဆရာနေထူးဖြစ်ပါတယ်ခင်ဗျာ